နောက်ထပ်ခေါင်းစဉ်လေးရွေးချယ်လိုက်ပြီပေါ့နော်ဆိုတော့အဲ့ဒါကတော့အနာမစင်သောပန်းပွင့်များလို့အမည်ရပါတယ်ဆိုတော့အဲ့ဒါကရောဗာအတိပဲဆောင်းမလဲဆိုတော့ကိုနားစင်ကြည့်ကြရအောင်ပါပြောတော့ငါဖြစ်နားမထောင်ဘဲနဲ့ဟူ၍စကားဝိုင်းတစ်ခုမှကြားလိုက်ရတော့ဘဝင်မကြသလိုဖြစ်သွားခဲ့သည်ကျွန်တော်တို့လည်းပြောမိဘူးပါသည်ချစ်ခင်ရင်းနှီးသူတို့နဲ့ဆက်လင်း၍ပြောလေးရှိပါသည် ခင်ရကြီးမဟုတ်အပြစ်တင်ခြင်းတော့သဘောပါသည်မှတ်ပြီလားအခုတော့ခံရပြီမဟုတ်လားဟုကျင်နဲ့အားရတော့သဘောပါမည်ထင်သည်အမပြုခဲ့သူအပေါ်ပြစ်ဒဏ်တစ်ခုခုပြန်လည်ကြောက်သည်ဘူးအားရသည့်သဘောအမရွေးတစ်ခုကိုခွန်လွတ်ဖို့အတိခံဖို့မေးဖြောက်ပစ်လိုက်ဖို့ထက်ပြစ်ဒဏ်ကြောက်သည်ကိုကျင်နဲ့သည့်သဘောကိုအောင်းမိမိပါသည် တခါကနေမြုတမြုမှာမိစေစာရေးဆရာလေးတဦးကကျွန်တော်စာအုပ်များရိုက်နှိပ်သည့်ပုံလေးတိုက်တွင်သူ့စာအုပ်ကိုရိုက်နှိပ်လိုကြောင်းအကူအညီတောင်းသဖြင့်ပုံလေးတိုက်နှင့်ဆက်သွယ်ပေးခဲ့ပါသည်သူ့တင်ငယ်ချင်းဒီဇိုင်နာလေးတဦးကထိုစာအုပ် bookmark ကိစ္စကိုတာဝန်ယူပြီးဆိုသည်အတွင်းစာများပြင်ဆင်ဖြည့်ဆွက်ဖြုတ်ပယ်ခြင်းတို့ကိုမူစာရေးဆရာနှင့်ပုံလေးတိုက်မန်နေဂျာတို့ဓာတ်ရိုက်ပြောဆို၍လောက်ကန်ကြမည်ဆိုပါသည်တလခန့်ကြတော့စောက်ထပ်ပြီးဆရာ ကျွန်တော်စီကိုပုံငန်းရရောက်ပြီးလက်ဆောင်လဲပေးနေသည်ဟုအာသာအာယဝန္တာလှမ်း၍ဖုံးဆက်ပါသည်ပုံနေတိုက်မှာဇာုပ်ကိုတွေ့ပါသည်ဇာုပ်ကတည်တက်လှပါသည်လှလိုက်တာဗျာဟုပြောမိပါသည်လာတာမလာတာချာအခုအဖုံးတထောင်ပြန်ရိုက်ပေးရမယ်ဆရာဟုပုံနေတိုက်မန်နေဂျာလေးကပြောတဲ့ပြင်ဘာကြောင့်လဲမေးကြည့်တယ်။မျက်နှာဖုံးဤအောက်ဆုံးရှိ၄တောင်းအကွက်လေးနဲ့တိရွေ့ဖျက်မိအစာ အဖြူသာတုံးစိခက်ခြံ၍ဖျက်ခဲ့မိသည်ဟုဆိုသည်သူ၏ဒီဇိုင်းအတိုင်းမဟုတ်သည့်အတွက်ဒီဇိုင်နာဆရာလေးကကျင်နှံ့မှုမရှိဟုဆိုသည်အုပ်ရည်တထောင်အတွက်အဖုံးတထောင်ပြန်ရိုက်ပေးဖို့ပြောရာပုံနှိပ်တိုက်ကသဘောတူခဲ့ရပါသည်တဲ့ခုတိုင်းလာတာပဲဗျာဟုတပွားပွားပြောမိရင်အဖုံးပြန်ရိုက်ဖို့ဘယ်သူကတောင်းဆိုတာလဲမေးရဆိုင်ရဆရာကခုတိုင်းလဲသူကြိုက်တယ်လို့ပြောပါတယ်ဒါပေမဲ့အလုတ်လာအပ်တဲ့ဒီဇိုင်နာကို သူပြောလို့မရဘူးတဲ့ဟုဆိုသည်နေပါအောင်ဗျာဆိုင်းရေးဆရာကကျွန်တော်နဲ့ညီကိုလိုခင်နေသူပါဟုသူစီဖုံးဆက်ပြီးမေးပါအောင်မယ်ဆိုင်းရေးဆရာလေးတန်းကျွန်တော်ချက်ချင်းဖုံးဆက်ပါသည်မျက်နှာဖုံးတရောင်းတထောင်စလုံးပြင်ရိတ်ခင်းဒီကိစ္စကိုသိသလားဆိုတော့သိပါသေးတယ်ဒီဇိုင်နာကိုဘလို့မှဖြောင်းဖျားလို့မရပါတဲ့အဖုံးတထောင်ပြင်ရိုက်ပြီးရင်ခမည်းစီရောက်နေတဲ့အဆောက်900ကိုပြန်ဖို့ပြီးလောက်ခိုင်းအောင်မလားဆိုတော့ပို့လို့ပဲဖြစ်တော့မလဲဆရာ ဖြစ်နေပြီပဲဒါပေမဲ့ဒီဇိုင်နာကမြစ်တာကြီးတက်တက်နဲ့ကျွန်တော်ကိုလုပ်ပေးခဲ့တာဆိုတော့သူ့ကိုကျွန်တော်အထက်မပြောချင်တော့ဘူးခုမြင့်ဆိုပါသေးကျွန်တော်စိတ်မသက်မသာဖြစ်သွားပါသေးတည်တက်လာပါတော့စာအုပ်ကလေးကိုနောက်တစ်ချိန်ပြန်ကြည့်မိသည်ဒီဇိုင်နာလေးကိုမှိုင်းရသေးဘူးမဆိုတာပါ သူပေးထားသည့်ဒီဇိုင်အတိုင်းပုံလေးတိုက်ကလုပ်ပေးရမည်လုပ်ပေးဖို့တောင်းဆိုခွင့်ရှိသည့်ဤသည်ကိုအငင်းပွားစရာမရှိပါပုံလေးတိုက်ကလည်းသဘောတူပြီးဖြစ်ရာသူတို့ချင်းကိစ္စပြီးနေပါပြီ ကျွန်တော်ကအနေသာကြီးဖြစ်ပါတယ်။သို့စဉ်လည်းကျွန်တော်ကအပေเจ้าဝန်ရောက်ဆုဖရသည်နီးစာအုပ်900ကိုစာရေးဆရာကချင်းချင်းနဲ့နဲ့လက်ခံပြီးဖြန့်ယူဝေးဖို့ဖြစ်သည်ဆို၏ဒီဇိုင်နာမချင်းနဲ့ပါကအဖုံး900ကိုပဲပြန်ရိုက်ခိုင်းသင့်၏သို့တော်အဖုံး1000စလုံးပြန်ရိုက်ပေးဖို့သူတောင်းဆို၏ဘာကြောင့်လဲပုံလေးတိုက်၏မှောင်ရမှုကိုသိမခံနိုင်ပြစ်ဒဏ်ခတ်လိုက်ခြင်းသည်သဘောဖြစ်တယ်ရသည် ျွန်တော်တို့ဒီအလွန်မင်းမထိခိုက်မနစ်နာစေခဲ့စေကမူအမားပြုသူကိုပြစ်ဒဏ်ခံလိုက်ခြင်းသည်မိမိ၏စိတ်ကျဉ်နှံမှုအတွက်ဒဏ်ခတ်သည့်နည်းဖြင့်ဖြေသိလိုသည်ကျွန်တော်ကမနေနိုင်မထိုင်နိုင်ဝင်ရောက်ဆုတ်ဖက်မိခြင်းမှာထိုအတွေးကြောင့်ပဲဖြစ်ပါသည်ကျွန်တော်မိစွေရှိနေတဲ့ဦးရှိသည်သူကတမိုင်းနဲ့စာပေကိုစိတ်ဝင်စားသည်တပားသူကိုကူညီတတ်သည်သူ့မှာဘာကြောင့်ရင်မသိအစင်မင်းငွေကြီးခက်ခဲနေတတ်သည်ထို့သောကားဖြင့်သူ့မျက်နှာမှာ အမဲတစေအစီပြန်လေးရှိသည် အနေငယ်များတော်ဝေးခြင်းဖြင့်သူ့ကိုအယုံကြည်မဲ့ခဲ့သူနှင့်မိပြက်ခဲ့သူတွေမနှဲလာတော့သူ့ကိုချစ်ခင်လေးစားတန်မိုးထားသူများနဲ့ဇက်ကောင်းခွဲခဲ့ဒီမှလည်းမနှဲလာတော့တနေ့မိစေတယောက်ကပုံဆက်သည်ရှင့်နေကြီးကတော့လုတ်ပြင်ပြီဗျာတဲ့ဘာဖြစ်ပြန်ပြီလဲမေးရကျွန်တော်တို့ဤမိစေပကြီးဆရာထံမှငွေ3000ချေယူသွားပြီးလက်ကုံတွင်ပြန်လာပေးမည်ဟုဂရီပြုခဲ့ကြောင်းနှစ်လကျော်ကြာအထိရှင့်နေကြီးပေါ်မလာတဲ့ဖြင့်ပကြီးဆရာမိသားစုက တဖွားဖွားမင်းနေကြောင်း ဒါကအထူးအဆန်မဟုတ်ပါမိစေရှိနေခြင်းနဲ့ဆက်လင်း၍ကြားနေကြတဲ့တခုပဲဖြစ်ပါသည်ကျွန်ုပ်ကိုအကြောင်းပြု၍ရှေ့နေနဲ့ပကြီးဆရာတို့တီကျွမ်းခဲ့သည်မှာမကြာလာသည်ပကြီးဆရာမိသားစုကငွေချင်းနဲ့ပတ်သက်၍အစီအကံရှိသည်ငွေကိုစနစ်တကျသုံးတက်စီမံခန့်ခွဲတတ်သည်သူတို့ကိုစိတ်နှောင့်ယှက်မဖြစ်စေခြင်းမိတ်ဆွေရှိနေကိုလည်းမညှို့ညင်စေခြင်းစိုးတော့လည်းမချောက်စေခြင်းငွေကလည်းများလာတာမဟုတ် ဒီလိုလို့ဗျာကျွန်တော်ပတ်စံပို့လိုက်မယ်ပတိဆရာကိုဟိုလူဆက်လိုက်တယ်လို့ပြောဟိုလူကိုတော့ကျွန်တော်စိုက်ပေးလိုက်ပြီဆိုတာလုံးဝမပြောနဲ့ တို့ဖြင့်ထိုကိစ္စပြင်လဲသွားခဲ့သည်တို့ပင်မဲ့မိစေရှိနေကြီးအားထိုကိစ္စကိုအတိမပေးခဲ့တော့ပါကျွန်တော်ကမိစေတို့ကိုဆောက်ရှောက်ခဲ့သည်ဟုကြောင်းဝါလူစေဖြင့်ဆောက်ဖက်သူကိုပြန်ပြောပြခြင်းမဟုတ်ပါတို့တော်နေ့စဉ်လိုလိုတူနှင့်တွေ့နေပါလေဆင်းနစ်ကြအထိအတိမပေးပဲမျိုးသိပ်ထားခဲ့ခြင်းမှာသူ့ကိုတန်ခတ်ထားလိုက်ခြင်းသည်စိတ်ကြောင့်ပဲဖြစ်တန်ရပါ့မယ် ။ပကြီးဆရာကိုပင်းရဲ့ရှိသေးသည်ဟုသူတရိယနေစေခြင်းသည်မလုံမလဲဖြစ်နေစေခြင်းသည်ဒါမျိုးလုပ်ခြင်းအုံးလေဟုဆိုသည့်သဘောဖြစ်သည်။ဝတ္ထုတော်လည်းတပုတ်ခိုးတော့ကကျွန်တော်ရေးမှုပါသည် Justice Center တွင်စီနီယာရှင်နေလုံနေသည့်ကျွန်တော်မိတ်ဆွေဦးရှိပြောပြခဲ့သောတကယ်အဖြစ်ပြက်ကိုရေးတော်ဝတ္ထုလုံခဲ့သော15နှစ်ခန့်ကပြည်မြို့ဘိုးချုပ်လမ်းပန်းနုရောင်လက်ဖက်ရည်ဆိုင်တွင်ဤသို့သူပြောခဲ့သည် စိမ်ပက်ရက်ထဲမှာပေါ့ဗျာမြားဆောင်ကြီးတို့ရဲ့မိမကကောင်းလေးတယောက်နဲ့ဖောက်ပြန်တော့အရက်ကဝိုင်းဖန်းနေလက်ဘူးလက်ကျက်မိတယ်မြားဆောင်ကြီးကိုတော့ခေါ်ပြီးခမည်းဘလို့လှုပ်ရှင်တယ်လေမိတော့သူ့သဘောပါဆိုပြီးမိမကိုမိထိုးပြတယ်မိမကသူ့အပြစ်နဲ့သူမဟုတ်လားကိုကောင်းတော့ပဲလိုက်မယ်ဆိုပြီးသူဝစ်ထားတဲ့ငကတ်တို့လက်စွတ်တို့ချွတ်လက်ကင်ဘွားလေးပေါ်ပုံလိုက်တာပေါ့ဗျာမြားဆောင်ကြီးကအဲ့ဓာရီတွေ့တွေ့ကြီးကြည့်ပြီးနင့်ကိုဒီကောင်ကအသားမက်မရမက် မပောင်းရင်နင်းဒုက္ခရောက်မယ်ငါစီအချိန်မီးပြန်လာဒါရီလည်းမထားခဲ့ပါနဲ့နင်းပဲယူသွားပါလို့ပြောတယ်အဲ့ဒါပွဲသိမ့်မှာပဲဗျာသူတို့လည်းများမကွဲမပြဲတော့ပဲပြန်ပေါင်းထုတ်သွားတယ်ဥရှိသည်ကျွန်တော်တရားဝင်၌အမှုလိုက်ပါဆောင်ရွက်နေသောဥပဒေအရာရှိဖြစ်သည်ထိုစဉ်ကဥပဒေအရာရှိအတော်များများသည့်တရားခံအပေါ်ပြစ်မှုထင်ရှားစေနိုင်သည့်တည်တည်ခံချက်များလုံလောက်စွာမရှိသည့်အတိုင်း တိတိကျင်းနဲ့အပြစ်ပေးဖို့ပဲမျက်စိမိတ်လျှောက်လဲလေရှိသည်ဒါကြောင့်လဲသူတို့ကိုဆွဲချဟုတခစ်တခါကခေါ်ခဲ့သည်ဥရှိကမူထို့သူမဟုတ်ပါသူကစိတ်ကောင်းနှလုံးကောင်းရှိသည်တနာတတ်သည်လွတ်တင့်သည်ထင်မြင်ပါကလွတ်တင့်ကြောင်းရဲရဲတင်းတင်းလျှောက်လဲတတ်သည်ရှာရှာပပဥရေအရာရှိတဦးဖြစ်ပါသည်သူ၏အထက်လူကြီးများကသူ့ကို မကြကနအထင်မှားခဲ့သည်တရားခံထံမှတစုံတရာရည်ယူထားသောကြောင့်မူသင်္ကန်းမကင်းဖြစ်တတ်သည့် မဟေလဲတုတ်ဟေလဲတုတ်ခေတွင်ဥရွှေဤစေနှလုံးကောင်းမှုသည်ထူးခြားဆန်းပြနေသည်မှာအမှန်ပဲဖြစ်သည်ဥရွှေဤဇလံကိုဝိထုရေးသောအခါညဆောင်ကြီးကိုထိတ်ခနဲရှိဒုတ်ဆဲတာဆဲလုံးတတ်သည့်စိတ်ကျန်းလူကျန်းတောင်းထိန်ကြီးအဖြစ်ဖန်တီးခဲ့ပါသည် အရက်ကဝိုင်းဖန်၍မိသည့်အခါတွင်၌မူတောင်းထိန်ကြီးကိုတွောခေါ်ဝန်သူမရှိသည့်အနေအထားဒါမှသာမိုက်သွေးသေးရဲ့နှင့်တောင်းထိန်ကြီး၏ခွလုံမှုကပို၍ပေါ်လင်းပြီးအဲ့ဒီလိုကျွန်တော်ယူဆသည် တောင်းတကြီးကခွန်းလွတ်ခဲ့ခြင်းနဲ့လည်းဝတ္ထုကပြေးနိုင်ပါသည်သူ့အတိုင်းလှနေနိုင်သည်ကိုကျွန်တော်သိပါသည်ပြေတနာကဝတ္ထုရည်သူဤမကျင်နဲ့နိုင်မှုဖြစ်သည်တောင်းထိန်ကြီးဇနီးမြညိုသည်အဖြစ်ကျူးလွန်သူဖြစ်သည်တကယ်အဖြစ်ပြင်း၌မြညိုသည်အဖြစ်ကျူးသူဖြစ်ပါလျက်လွတ်မြောက်နေသည်ထို့သောမဖြစ်သင့်မှုထင်သည်ဒီတော့ဝတ္ထုကိုကျွန်တော်ဆက်ရည်သည်တနေ့တောင်းထိန်ကြီးကိုဒွန်လဘယဟန်မဲပေါက်စီလိုက်သည်မိဂရာဝုံတော်ရ၌တဝါနှင့်လည်းလူမထွက်နှစ်ဝါနှင့်လည်းလူမထွက်နက်နက်အာယုံအတက် မိခရာဝန်တော်ရချောင်းမှဆုံးကထွက်သည့်ရံများတွင်ရှားညိုတပတ်ကလေးပခုံးပေါ်တင်လျက်မြတ်ညိုဆက်လောက်နေသည့်မြင်ကွင်းနှင့်ဝတ္ထုကိုကျွန်တော်အဆုံးသတ်ခဲ့ပါသည်အခြားသောစာမျက်နှာဟူသည့်ထိုဝတ္ထုလေးကိုရွှေအမြုတ်တင်မဂ္ဂဇင်းကပုံလေးဖော်ပြခဲ့ပါသည် အဲ့ဒါဥရှိဇလန်ပေါ်ဟုကျွန်တော်ပြောသည့်အခါဥရှိပြောတဲ့ဇလန်လို့လို့ပါဗျာဟုသူကပြုံးပြကြီးညင်းဆိုတတ်ပါသည်တို့တော့တကယ်ဖြစ်ရက်နဲ့ဝိထုရည်သူဤဖြစ်ဆက်ဖန်တီချက်ကိုတည်သွားသည့်ငွေချင်းတကူကခမရဗျာသူ့အတိုင်းလှလေသားနဲ့ဝိထုထဲမှာတော့မှလိုက်ပြီးစီရင်ချက်ချနေတယ်ဟုပြောခဲ့ပါသည်နှင်းမြကြခဲ့ပါပြီဘွာခီးသည်လည်းပို၍ရှည်လျားခဲ့ပါပြီ ကာမဘုံသားတို့၏မှားယွင်းတတ်သောလှည့်ပြားတတ်သောရှုပ်ထွေးပွေလီသောသဘောတဘွားများစွာကိုကြုံခဲ့ကြရပြီဖြစ်ပါသည်ဝတ္ထုထဲတောင်မှလိုက်ပြီးစီကျဲချနေတဲ့ဆိုသည့်စကားမူမူကျွန်တော်မကြခဏတရိယာမိပါသည်ကျွန်တော်တို့ကအရာရာကိုစီရင်ချက်ချဖို့လိုအပ်ပါသလားအပြစ်ကျူးလွန်သူတိုင်းဒီအပြစ်ဒဏ်ခံရပါသလားစီရင်ချက်ချမှတ်သူကရောဘလောက်အပြစ်ကင်းစင်တို့လို့လဲမဖီးနေရာမှာအရာ အစီပြေချုံးမွေနေစဲမှာပဲအမားတစုံတရာတော့ရှိနေစဲမြေဟုဆိုသည် ပုံကွယ်နေသောအပြစ်အနာတစ်ခုတော့ရှိတတ်စဲမြေဟုဆိုသည်ဤသူမြတ်အမားရွင်းနဲ့မကင်းဟုကောက်ယူရန်ရှိပါသည် ဥပရေသိပ္ပံညာရှင်တို့ကပြည်တံပေးရသည့်ရွေရွယ်ရင်အချက်များ၌လူဖွဲ့စည်းကိုကောက်ွယ်ပေးလိုခြင်းကုစားပေးလိုခြင်းအပြင်ထိခိုက်နာကျင်သောလူဖွဲ့စည်းကိုနှစ်သိပ်ပေးလိုသည့်သဘောလဲပါဝင်သည်ဟုဆိုသည် ပြည်တံပေးခြင်းသည်ပင်လျှင်ကစဲသားချင်ရင်ရွေခြင်းမဟုတ်သည်ကိုပို၍ ရင်ကျေးလာသောလူဖွဲ့စည်းကလက်ခံခဲ့ပြီးဖြစ်ပါသည်လူဖွဲ့စည်းကိုထိခိုက်နာကျင်စေသည့်ကျူးလွန်မှုများအတွက်အပြစ်ပေးပြီးအပြစ်ပေးခြင်းရှိနေရအောင်မည်ဖြစ်ပါသည်တို့ရတွင်ကျွန်တော်တို့ဒီအမားတစ်ခုလုံးတိုင်းတစ်ကြိမ်အပြစ်ပေးခံခဲ့ရသည်ဘို့တော့မဟုတ်ပါမိုးနဲ့မင်းကတီးခံခုလုပ်ခဲ့တော့မတိကျုံပြူထားလိုက်တော့အမားကိုစီတော့ရှိခဲ့ဘူးဒီပဲဖြစ်ပါသည် ဟိုတကိကသူကြီးလောက်ခဲ့သည့်ကျွန်တော်တို့ဘာကြီးသည့်အပြွတ်တင်ဖို့ဝင်လေးတတ်သူဖြစ်ပါသည်တခါကရွာသူအပြိုကျော်ကိုလက်ဆွဲမှုဖြင့်သူ့ထံရောက်လာသောလူပြိုကြီးအားအများရှိမှစုကူချိန်မှပြီး၆ပေါက်တည်းထဲချုပ်ပါသည်ညနေဆောင်သောအခါမင်းငတ်တော့မယ်မိမဆိုတာအကျန့်ဖက်လို့မရဘူးကအနုဖက်ရတာဟုပြုံးပြုံးကြီးပြော၍လွတ်ပေးပါသည်ဘာကြီးမှမိမ၃ယောက်ရှိပါသည်ညချင်းမှုချုပ်လုပ်ခဲ့သည့်ကျွန်တော်တို့၏နောင်တော်ကြီးသည်သူ့ဌာနမှ အရာရှိငယ်များကိုတိုင်ကြားသည့်စာများကိုဖတ်ပြီးသည့်အခါဒီကောင်မသေးတတ်ဘူးတော်တော်စွန်နဲ့ငနေလေးခွေမှတ်ချက်ပေးတတ်ပါသည်တဝူတယောက်ကိုလွယ်လင့်တကူအပြစ်ဆိုလျက်ငါပဲသူတော်ကောင်းဆိုသည့်ပုံမျိုးကိုသူကလုပ်ပြလိမ့်မရှိပါမည်သူမြတ်၆ပြည့်မကင်းသည့်သဘောကိုစောကြောလက်ခံတားပြီးဖြစ်သည်ဟုလေးစားမိပါသည်ကမ္ဘာလောကကိုအမှားယွင်းဆိုးဆင်းမြတ်မပါဘဲတိဆောက်ထားသည့်ဘူရီတော်ဖြင့်ကျွန်တော်မထင်ပါ ဤမြေကဘာ၌အနာမစင်သောပန်းများလည်းပွင့်တတ်သည်ပဲ ဖြစ်ပါသည်တို့ဖြစ်၍သာနာမှုနားလည်မှုတီးခန့်ခွလုံးမှုမြစ်တံဂိယနာစသည်တို့ရှိနေရခြင်းဖြစ်ပါသည်ချင်းကိုတက်ဖို့ရာပသိမ်တလက်မလိုပါမြတ်တာကယူနာဆိုဒီမှာလောကီဝင်ပသောအစဉ်တစားများဖြစ်ပါသည် သူတိုင်းခဏနေတတ်ပါသည်ကျွန်တော်တို့၏အမှတ်မထင်အဖြစ်တင်စကားတွေနဲ့အလတ်မပြည့်စေတဲ့အကြည့်တန်မလုံးသိမှုထင်ပါသည် ကံကောင်းထမရဲ့မတိကျိုးချုံပြုထားခံရတော့အမားကိုစီအပြစ်ကိုစီနဲ့ကျွန်တော်တို့ကအချားတူတပါတို့ဤအပြစ်မကင်းစင်မှုအလင်းငယ်များကိုတိခံဖို့ရာခွန့်လွတ်ဖို့ရာမေးပြောက်ပြလိုက်ဖို့ရာအပေကြောင့်တွန်းဆုတ်နေရပါသနည်းအပေကြောင့်တုံနေနေရပါသနည်းအပေကြောင့်ဝင်လေးနေရပါသနည်းဂယုဏဤနောက်ပိုင်းဒေါ်တော်ကလေးများ ိုတဲကန့်ညိနေတတ်ပါသည်ရင်းမှာပန်းပွင့်တွေကိုအလင်းမြန်ခြေမွတ်ပျက်စီအောင်ကြက်ပြက်ပြစ်သည့်ဘူးမွားနှင့်တူပါသည်အနာစင်သည့်ပန်းပွင့်များနှင့်အတူအနာမစင်သည့်ပန်းပွင့်ကလေးများလည်းသူတို့စံတမျှသူတို့၏ကမ္ဘာလောကကိုအလတ်စင်ကွင်းရတဲ့သည်သည်ဟုအောက်မိမိပါသည်2019ဆွန်ရွှေမြုပ်တင်မကက်စင်မှာရေးသားဖော်ပြခဲ့တဲ့စာစုဖြစ်ပါတယ်ဆိုတော့အထမလဲဒီမှာလဲ အလုံးတူတူခန်းစားမိမယ်လို့ထင်ပါတယ်အားလုံးကအမားနဲ့မကင်းခဲ့ဘူးပေါ့နော်အမားနဲ့မကင်းခဲ့ဘူးဆိုတဲ့နေရာမှာရည်ရွယ်ပြီးတော့လည်းဖြစ်ခြင်းဖြစ်မယ်မရည်ရွယ်ဘဲနဲ့လည်းဖြစ်ခြင်းဖြစ်မယ်အနေထားအကြောင်းမျိုးမျိုးကြောင့်ဖြစ်မယ်ပေါ့နော်လူတိုင်းရဲ့အစိတ်ခံစားမှုအကြောင်းအရာအရာဖြစ်ပေါ်ခဲ့တဲ့အမားတွေလည်းဖြစ်မယ်ပေါ့နော်ဆိုတော့ဘလို့ပဲဖြစ်နေပါစေကိုကိုတိုင်းတော့အဲ့လိုမှားခဲ့တဲ့အနာမဆင်ခဲ့တဲ့ပန်းဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါ အဲ့ဒါတော့မှတခြားတယောက်ရဲ့အမအအတွက်ကြတော့ဟိုတိမခံနိုင်ခွင့်မလွတ်နိုင်ပဲဖြစ်နေတတ်တဲ့အနေထားမျိုးတွေပေါ့နော်အာကျွန်တော်တို့အလုံးချုပ်ပြီးကင်းတယ်လဲစင်နေတာမဟုတ်ဘူးဆိုတော့အအမားချင်းတော့မတူနိုင်ဘူးဘာလို့မတူနိုင်လဲဆိုတော့ဖြစ်ပေါ်ခဲ့တဲ့အကြောင်းအရာချင်းကလည်းမတူနိုင်ဘူးပေါ့နော် ဆိုအမားချင်းမတူနိုင်ဘူးကျွန်တော်ကအဒီအကြောင်းအရာမှာမှားတယ်သူကတခြားအကြောင်းအရာမှာမှားတယ်ဆိုအမားတစ်ခုစီတော့ဟိုရှိနေလိမ့်မယ်ပေါ့နော်အတစ်ခုစီမှာနားလဲခွန်လို့ပြီးတော့သွားမယ်ဆိုရင်အနာမစင်ခဲ့တဲ့ပန်းဒီမှာလဲသူအလှသူ့တဘာဝအတိုင်းလှနေပါလိမ့်မယ်အဲလူသားအချို့ပြုအဒီပေါင်းင်းချက်မှာပွန့်လန်းနေပါလိမ့်မယ်ပေါ့နော်ဆိုဒီမှာပြောခဲ့တယ်လို့ပဲ ပြည်တံပေးခြင်းဒီပင်လေကလဲစားချင်ရည်ရွယ်ခြင်းမဟုတ်ဒီဘူးပို၍ရင်ကျေးလာတော့လူဖွဲ့စည်းကလက်ခံခဲ့ပြီးဖြစ်ပါသည်ဆိုတော့ကျွန်တော်တို့ပြည်တံပေးခြင်းတိုင်းကလက်စားချင်ခြင်းမဟုတ်ဘူးဆိုတော့အော်အပြစ်ရှိတိုင်းလည်းအော်ပြည်တံပေးကိုပေးရမယ်လို့မဟုတ်ဘူးဆိုတာကိုပြောချင်ပါတယ်ဆိုတော့အဲ့လိုလက်ခံနိုင်ဖို့ဆိုရင်ပို၍ရင်ကြီးတော်လူဖွဲ့စီဖြစ်မှရမယ်ပေါ့နော် ဆိုတော့အဲ့ဒီလိုလက်ခံနိုင်နေဆိုရင်တော့သင်ဟာပိုရရင်ကျတဲ့လူဖွဲ့စီမှာရောက်ရှိနေပြီလို့ပြောရမှာဖြစ်ပါတယ်ဆိုတော့အလုံးမဲ့အတူတူပိုရရင်ကျတော့လူဖွဲ့စီကြီးမှာအနာစင်သောပန်းတွေနဲ့အဲဒူအနာမစင်သောပန်းတွေလည်းအတူတူဖူးပွင့်လှပနိုင်ပါတယ်ဆိုတာကိုခန်းစားလိုက်ရပါတယ်အလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ခေါင်းစဉ်လေးတစ်ခုမှပြန်လည်ဆုံတွေ့ချင်ပါသေးတယ်